ြားဖြက်ဆိုရကခေါင်းဆောင်ယူနော့သူ့အနေနဲ့တန်တမန်ရေးမပားနိုင်ဘူးဆိုရင်ဘင်္ဂလားဒေ့နိုင်ငံဒီအမေရိကန်နဲ့တိရွယ်ခြားတဲ့မှာမြေဟိစာပင်ဖြစ်နေမယ်ထပ်ပြီးပြောမယ်ဒီကိစ္စပေါ်မှာဒီကခေါင်းအေးအေးထားပြီးတော့စဉ်းစားရမှာဘင်္ဂလားဒေ့ဖြစ်တယ်ဘင်္ဂလားဒေ့နိုင်ငံကနော်တန်တမန်ရေးမပားနိုင်ဘူးဆိုရင်အမေရိကန်နဲ့တိရွယ်ခြားတဲ့မှာမြေဟိစာပင်ဖြစ်ပြီးတော့ဘင်္ဂလားဒေ့ဒီစစ်တလင်းဖြစ်နေမယ် ဘင်္ဂလားဒေ့နိုင်ငံကစစ်တလဲဖြစ်နေမယ်အခု6မြင်းဆောင်စစ်စီရေပြောတဲ့အတွက်အဲ့ဒီအညာကနေဖြစ်ပြောင်းနေထိုင်လာတဲ့လူတွေအိမ်ငှားနေဖို့တောင်မှကျောတခင်းသာနေရငှားနေဖို့တော့ကိုးမြင်းဆောင်ဖြစ်နေတဲ့အထက်ခဲဖြစ်တယ်။မိကလေးတွေဘဝ ကိုဘဝကိုအနာကလုံချုံမှုရှိဖို့အလုတ်ကင်ခွင့်လဲရှာရင်တော့မှမပုံတင်ကကိုမြင်ဆောင်ကင်ထားရဲဆိုပြီးအလုတ်ကင်ခွင့်လဲနေလိုက်ဒီလိုမျိုးကိုမြင်ဆောင်တွေကိုလုပ်ငန်းရှင်တွေကအလုတ်မပေးဘူးဆိုရင်လုပ်ငန်းရှင်တွေအမှားမဟုတ်ဖဲနဲ့အဲ့ဒီကိုမြင်ဆောင်အကုန်လုံးဒုက္ခရောက်အောင်ကိုမြင်ဆောင်စစ်စင်ရေးလို့နံပါတ်ပေးထားတဲ့အကြံဖတ်သမားတွေအကြောင်းသာဖြစ်တယ်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့မြန်မာအစိုးရနဲ့တန်တမန်ဆက်ဆံရေးမပါနိုင်ဘူးဆိုရင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာစစ်တလင်းဖြစ်သွားလိမ့်မယ်လို့မပူးတူတုံသက်ပြသွားတဲ့ရုပ်တံကိုတင်ဆက်ပေးသွားမှာမို့အဆုံးထိနားဆင်ဝေဖန်တုံသက်ပေးသွားကြပါအောင်ခင်ဗျာမင်္ဂလာပါမျိုးတို့ရေကျမမပူးတူမှာသေးပါရှင်ဒီနေ့နောက်နေ့25ခုနေ့မေလ30ရက်နေ့ဖြစ်ပါတယ်ကျမအန်ဆုံးပေါက်နေတဲ့ကျွဲစကားအချင်းပြောလို့မရတဲ့အတွက်စကားတန်တန်နဲ့တိုးနေလို့ရှင်အသိခံပေးပါဦးဦးစွာမြေတာရက်ခံပါရဲ့ ဒီနေ့ကျွန်မ line မတုံးဖြစ်ဘူးတတိနေမတင်ဖြစ်ဘူးအကြောင်းရင်းကတော့ကျွန်မအန်ဆုံးပေါက်နေတာအန်ဆုံးပေါက်နေတော့စကားအများကြီးပြောလို့မနာနာလေလေတော့ကအဲ့ဒါကြောင့်မလို့ပါဆိုတော့ဒီနေ့ကျွန်မပြောမယ့်အကြောင်းအရာကတော့ဘင်္ဂလားဒေ့နဲ့ဂျေးရေးနဲ့ကိုမြင့်ဆောင်ညမီစစ်စစ်ကြီးအလုံးဒီနေ့အလုံးပြောပြသားကိစ္စတခုဘင်္ဂလားဒေ့ကနေပြီးတော့တန်မတ်နဲ့ဆက်တမ်းမှုပြန်ခေါ်တယ်ပေါ့ဒီကိစ္စပေါ်မှာဘင်္ဂလားဒေ့နိုင်ငံသားရေးဝင်ကြီးဌာနရဲ့ပြောဆိုမှုက တို့မှာပုံမှန်အစီရင်ခံစရာပုံမှန်တင်ကြစရာပုံမှန်တနမန်စီဝေးရှိလို့ပြန်ခေါ်ရခြင်းဖြစ်ပါတယ်အစီဝေးပြီးတဲ့အခါမှာတာမတ်ကိုမြန်မာပြည်ကိုပုံမှန်တိုင်းတာဝန်ထမ်းဆောင်ဖို့ပြန်ပို့ပါမယ်လို့ဘင်္ဂလားဒေ့နိုင်ငံသားကြီးဝန်ကြီးဌာနကတရားဝင်ထုတ်ပြောထားတာရှိတယ်ထပ်ပြောပါမယ်ဘင်္ဂလားဒေ့နိုင်ငံသားကြီးဝန်ကြီးဌာနရဲ့ပြောဆိုမှုကပုံမှန်တင်ပြစရာတန်တမန်အစည်းအဝေးရှိလို့အတန်အမှတ်ကိုပြန်ခေါ်တာအစည်းအဝေးပြင်ပြန်ပို့မယ် ဒီကိစ္စပေါ်မှာတခြားသောပြည်ဖြတ်တီးကျွန်တော်တို့လာစားကအရှုံးရကိုမယာရင်နဲ့အတော့မယာရင်နဲ့လက်အောင်ထူးနေနေတဲ့လူတွေကြတော့ဘင်္ဂလားဒေ့ရဲ့မြန်မာနိုင်ငံကမှာတန်တယ်မရေးဘလို့ဖက်ခဲချက်တွေဖြစ်နေတာပြီးဆိုတာမျိုးတွေပြောကြတာရှိတယ်။ဒါပေမဲ့ကျွန်တော်တို့တတိတစ်ချက်ထားရမှာရှိပါတယ်။အဲ့ဒါပါလဲလို့မေးလို့ရှင်ဘင်္ဂလားဒေ့ရဲ့အမျိုးသားလုံးချုံရေးအကြံပေးပုဂ္ဂိုလ်ကသူတို့ဘင်္ဂလားဒေ့အရှုံးရကအေအေနဲ့ဂျာမားထိထွက်ဆက်တာမျိုးရှိပါတယ်လို့တရားဝင်ထုတ်ပေါ်ပြောဆိုထားတာရှိတယ်။ဒီအချက်ကိုကျွန်တော်တို့တတိထားဖို့လိုပါတယ်။ဒီကိစ္စကကျွန်တော်တို့မှာသိပြီးပြဿနာမကြီးပါနဲ့။အဲ့ဒီဘင်္ဂလားဒေ့မှာနော်လက်ရှိသူတို့ဂျာဖြတ် ိုရကခေါင်းဆောင်ယူနော်သူ့အနေနဲ့တန်တမန်ကြီးမပါနိုင်ဘူးဆိုရင်မင်္ဂလာတင်နိုင်ရင်ဒီမမေးကန်တဲ့တိဥရဲ့ချားထဲမှာရေးအေးစားပဲဖြစ်နေမယ်ထပ်ပြီးပြောမယ်ဒီကိစ္စပေါ်မှာဒီကခေါင်းအေးအေးထားပြီးတော့စဉ်းစားရမှာမင်္ဂလာတင်ဖြစ်တယ်မင်္ဂလာတင်နိုင်ငံကနော်တန်တမန်ကြီးမပါနိုင်ဘူးဆိုရင်အမေရိကန်နဲ့တိဥရဲ့ချားထဲမှာရေးအေးစားပဲဖြစ်ပြီးတော့မင်္ဂလာတင်စစ်တလင်းဖြစ်နေမယ်မင်္ဂလာတိနိုင်ငံကစစ်တလင်းဖြစ်နေမယ်။လက်ရှိမှာမင်္ဂလာတိရဲ့အင်အားအကြီးဆုံးသောအမျိုးသားရေးပါတီအတိုက်ခံအမျိုးသားရေးပါတီနဲ့မင်္ဂလာတိရဲ့ ကြောက်ဖြူတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များတေဆုံးမှုများနေပြီးမြေတူးဆက်များဖြင့်အစုလိုက်ပြုံလိုက်မြေမြုပ်ဒူးဘုံမူကြီးအစင်ရှိတည်ရင်မှုတအူးထပ်မံတေဆုံး၍တိုးတိုးတိတ်တိတ်တင်ကျူကြောက်ဖြူတိုက်ပွဲတွင်စစ်ကောင်စီတပ်ဖွဲ့ဝင်များတေဆုံးမှုများနေ၍မြေတူးဆက်များဖြင့်မြေကျင်းတူးပြီးအစုလိုက်မြေမြုပ်တကြိုနေရာကြောင်းသိရသည်စစ်ကောင်စီဘက်မှတေဆုံးလောင်းများကိုယာဒူးကြီးယာဒူးငယ်ခွဲ၍တက်ကြက်အစင်မှအောက်ဆင့်တေဆုံးသူများကိုအစုလိုက်ပြုံလိုက်မြေမြုပ်တကြိုကပစ်ထားခဲ့ကြောင်း ဒေတာတွင်တည်ရင်မြစ်လိုရပထမတည်ရသည်ယမန်နေ့မီ31ရက်နေ့ကလည်းကြောက်ဖြူတိုက်ပွဲအတွင်သို့စစ်ကူပိုးလိုက်သည့်ဒုဗိုလ်မှူးကြီးအဆင့်ရှိတည်ရင်မှုတူထပ်မံတည်ဆုံသွားကြောင်းသိရသည်ဒုဗိုလ်မှူးကြီးဗိုလ်မှူးကြီးအဆင့်တွေထိနောက်တန်းကိုအလောင်းတွေပြန်တဲနေရတော့မျက်မြင်ကိုတွေ့မှုဝါရဖြန့်ထားလဲစစ်တပ်မိသားစုတွေစိတ်တက်ကြနေကြတယ်ရှေတန်းလွတ်သည်မတည်တာနဲ့ဒံယာရလို့နောက်တန်းပြန်လာရတာတွေများနေတယ်ဟုတက်တဲ့ရင်မြစ်ကအေယာဝတီတိုင်းကိုပြောသည် အဆိုပါတရင်မှု၏အလောင်းကိုစစ်ကောင်စီကပြန်လဲတဲဆောင်သွားပြီးကြောက်ဖြူမျိုးမျိုးမတုတ်တန်တွင်တိတ်တဆိတ်မီတစ်ကြိုခဲကြောင်းသိရသည်ကြောက်ဖြူမျိုးပေါ်အထိဘုံမှုအဆင့်တည်ရင်မှုအဆင့်ဖြူဟာမှုအဆင့်များတည်ဆုံးသည့်တည်ရင်ရောက်ရှိလာသည့်အတွက် အုတ်ချုပ်ရေးပိုင်းမှာစိုးရိမ်ပူပန်နေကြပြီးအေအေသိမ့်ပိုက်ထားသည့်နယ်မြေများကိုစစ်ကောင်စီကပြန်လည်သိမ့်ပိုက်ထားပြီးဖြစ်သည်ဟုသတင်းလွှင့်နေရကြောင်းအုတ်ချုပ်ရေးပိုင်းနှင့်နီးစပ်သူထံမှသိရသည်ပြီးခဲ့သည့်မေ26ရက်နေ့ကတရုတ်တဘာဝတံငွေတအားပေးဆက်ယုံအနီးစစ်ကောင်စီ၏ကကင်စခန်းကိုအေအေက drone ဖြင့်တိုက်ခိုက်ရာဒုတက်ရင်းမှုအပါအဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်6ဦးသေဆုံးခဲ့ကြောင်းသိရသည် ဦးကြီးချုပ်ကိုယ်တိုင်ကလက်ရှိဘင်္ဂလားဒေ့ရဲ့ခေါင်းဆောင်ကိုသူတို့တတိပေးပြောဆိုထားတာရှိရတဲ့ဒီကိစ္စပေါ်မှာဆက်ပြီးတော့ကျွန်တော်တို့ NASA ကအစိုးရ state actor ကိုဖန်ပြီးတော့ AA လို့ NASA state actor နဲ့ဘင်္ဂလားဒေ့ကဆက်ပြီးဆက်သွဲနေမယ်ဆိုရင်အမေရိကန်နဲ့တရုတ်ရဲ့အားပြန်မှုမှာပုံပြီးတော့ဝင်ပါနေမယ်ဆိုရင်ဘင်္ဂလားဒေ့မှာစစ်တပ်ကအာဏာထပြီးတိမ့်လိုက်တဲ့အထိနိုင်ငံကြီးအပြောင်းလဲဖြစ်နိုင်တယ်စစ်တပ်ကအာဏာထသိမ်းရင်ပိမသိမ်းလို့ရှိရင်လက်ရှိဘင်္ဂလားဒေ့ဝန်ကြီးချုပ်ယာယီအစိုးရခေါင်းဆောင်ရွှန်လို့ဂျာတူးကနေပြီးတော့သူကိုယ်တိုင်နှုတ်ထွက်ရလောက်တဲ့အထိနော်ဒုတိယဂျပန်ကဒုတိယရှင်ဆိုခါပေးလို့မျိုးဘူး တုတ်ထွက်ရတော့တဲ့အထိအပြောင်းလဲဖြစ်နိုင်ပါတယ်။နေဆက်ရေးနဲ့ပတ်သက်လို့ကျွန်မတို့ထပ်ပြီးသတိထားရမယ့်အချက်တခုရှိပါတယ်။အဲ့ဒါဘာလဲဆိုတော့အခုပြခဲ့တဲ့နေဆက်ရေးနေကထိုင်းစစ်တပ်နဲ့ကမ္ဘောဒီးယားစစ်တပ်နဲ့နေဆက်မှာကင်းဆောင်ရင်းနဲ့နေဆက်ပိုင်နဲ့အငန်းပွားမှုဖြစ်ပြီးတော့ပြန်လည်ပြတ်ခတ်မှုဖြစ်တယ်။အခုနေဆက်ရှိရနေရဖြစ်သွားတာเนาะထိုင်းစစ်တပ်နဲ့ကမ္ဘောဒီးယားစစ်တပ်နဲ့အပြန်လည်ပြက်ကမှုတွေဖြစ်ပြီးတော့လက်ရှိမှာကမ္ဘောဒီးယားဘက်ကလည်းစစ်တပ်တွေဖျက်ချထားတယ်ထိုင်းဘက်ကလည်းပဲအဲ့ဒီနေဆက်စီးမြင်းမှာစစ်အင်အားဖြန့်ကျက်ပြီးတော့နှစ်ဖက်စစ်ပြာရင်ပြီးတော့ဆက်ဆံထားတဲ့အနေအထားမှာရှိပါတယ် ကမ်ဘောဒီးယားနဲ့ထိုင်းနဲ့နေဆက်အငင်းပွားမှုဖြစ်ပြီးတော့နေဆက်မှာပြစ်ခတ်မှုဖြစ်တဲ့လက်ရှိမှာနှစ်ဖက်ဆစ်ဆိုင်ထားတဲ့အနေထားမှာရှိတယ်။ဆိုတော့ကျမတို့ကလက်ရှိမှာကဘာကြီးကိုမြောင်ကြည့်မယ်ဆိုရင်ကျမတို့အိမ်နီးချင်းအနီးနားမှာတဲ့နေဆက်အငင်းပွားမှုပြဿနာကြီးအင်မတန်ကြီးကျယ်နေတာဖြစ်တဲ့အတွက်ကျမတို့ကမျက်ခြေမပြတ်စောင့်ကြည့်ဖို့လိုပါတယ်။ဒါပေမဲ့ဒီဖြစ်မိတာတွေကအဲ့ဒီလိုမျိုးတည်င်းမျိုးဖုံးကွယ်ထားတယ်ဖုန်းကထားပြီးသူတို့ကပြောတယ်လေအဲထိုင်းမြန်မာနယ်စပ်မှာကင်းရွာစစ်တပ်စခန်းတွေကိုဘယ်လိုသိမ့်လိုက်တယ်ဆိုတာလောက်ကိုသူတို့ကပြော